မင်္ဂလာပါခင်ဗျာဒီနေ့သင်္ကန်းတော်မှာတော့ကျွန်တော်ဒီကနေ့မှာရှိတဲ့ဖြည်းဖြည်းဝက်ချက်အကြောင်းကိုပဲဆက်လက်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်နော်ဒါကတော့နော်ရင်သင်္ကန်းတော်တော့ကနော်ရေးသားထားတဲ့ program လေးပါဒီ program လေးမှာကျွန်တော်နည်းနည်းထပ်ထက်ထပ်ပြီးတော့နော် preview ဝက်ချက်မှာရှိတဲ့မှတ်တပ်တွေအကြောင်းဆက်လက်ဆွေးနွေးသွားမှာပဲဖြစ်ပါဟုတ်ပြီနော် program လေးကိုနော် run ကြည့်လိုက်နော်ဒီမှာဆိုရင်နော် ဂတ်ရှိရဲအဲ့ဂတ်ကကျွန်တော်ပလက်လောက်ထားတဲ့ဟိုရိုးရဲတမိုးတွေကိုပေးတယ်ပြီးသွားရင်တော့ delete လုပ်ပြတယ်ဟုတ်ပြီဆိုဒီမှာဆိုရင်နောက်ထပ်ဘာထပ်ထည့်ခြင်းလေးလဲဆိုရင်ကျွန်တော်ပထမတစ်ချက်ကျွန်တော်အောက်မှာဘော်တုံလေးရှိတယ်အဲ့ဘော်တုံက order delete ရယ်ဆက်လက်လောက်ထားမဟုတ် order delete ရယ်ပြီးသွားပြီဆိုရင်ကျွန်တော်ဆက်လက်လောက်ထားတဲ့ရိုးကိုကျွန်တော်အပေါ်တင်တဲ့ function လေးရယ်တော့ထပ်ထည့်ခြင်းဟုတ်ပြီအဲ့လိုထည့်ဖို့အတွက်ကျွန်တော်အောက်မှာဘော်တုံသုံးခုရှင်း ဟိုပထမဒီ button နေရာမှာကျွန်တော် gap မဟုတ်တော့ကျွန်တော် delete ဆိုပြီးတော့ကျွန်တော်ရေးလိုက်ဒီအနေဒီ delete ဆိုပြီးရေးလိုက်ဟုတ်ပြီအောက်မှာကျွန်တော် button သုံးဖို့ဖြစ်နေတာအတွက် frame တစ်ခုထပ်ထည့်မယ်အဲ့ frame ထဲမှာ button သုံးခုကိုကျွန်တော်ဝေးလိုက်ထားခြင်းအဲ့ရတော့ကျွန်တော်ပုံမှန်တိုင်းမှာ app 1ဆိုပြီးတော့ frame ပေးလိုက်မယ်ဒီကေ fi ဒီကေ boost fi ame frame ဆိုပြီးရေးလိုက်မယ်ဘယ်မှာထားမလဲ window မှာထားမယ်ပြီးသွားပြီဆိုရင်ကျွန်တော် F1 boost of PACK pack PADY ကိုကျွန်တော် file လောက်ထားလိုက်ဟုတ်ပြီဒီအောက်မှာကျတော့ကျွန်တော် button ဒီ button ကိုကျကျွန်တော် window မှာမထားတော့ဘယ်မှာထားမလဲဆိုရင် notepad F1 မှာထားမှာအဲ့ဒီတော့ကျွန်တော် F1 ဆိုပြီးတော့ကျွန်တော်ရေးလိုက်ရေးပြီးသွားပြီဆိုတော့ note ဘေးတိုင်းတန်းနေတာဖြစ်တဲ့အတွက်ပတ်မှာ note assigned site မှာကျွန်တော် and and est left ဆိုပြီးတော့ကျွန်တော်ရေးရမယ် ရေးပြီးတော့ PADY မှာကျတော့ကျွန်တော်ဘာရေးမလဲဆိုရင် PADY မှာကျွန်တော်ဘေးတိုက်တန်းထားဖြစ်တဲ့အတွက် Y ကမချတော့ဘူးဘေးတိုက်ပေစင်ကိုတန်းဆိုပြီးတော့ကျွန်တော်ထားမယ်ဆိုပြီးတော့လုံးလိုက်ဟုတ်ပြီတော့ဒီဘော်တုံးကိုကျွန်တော်တစ်ခုတည်းမဟုတ်ဘူးသုံးခုဖြစ်မှာဟောတစ်ခုနှစ်ခုသုံးခု copy ပတ်ပေးလိုက်ပြီပြီးသွားပြီဆိုတော့အောက်ကမိုင်ကတ်ကိုကျွန်တော်ဒီကောင်းလေးကကွန်မန်းလောလောဆယ်မရှိဘူးသူကဟောဖြတ်လိုက်မယ် delete နေရာမှာကျွန်တော်ဗာရေးမလဲပထမတစ်ဆင့် all delete ဆိုပြီးရေးမယ်ဒီအောက်ကဟာကျွန်တော် no select လုပ်ထားတဲ့ row ကိုကျွန်တော်ညှင့်နေတဲ့အတွက်ကျွန်တော် move ဆိုပြီး move add ဆိုပြီးကျွန်တော်ရေးလိုက်ဟုတ်ပြီတော့ program လေးကိုတော့ရန်ကြည့်လိုက် UI အနေနဲ့ဟုတ်ပြီတော့အောက်မှာဆိုရင်တော့ button ၃ခုပေါ်လာဟုတ်ပထမ delete button ကတော့ကျွန်တော်အလုပ်လုပ်ပြီး all delete ကိုကျွန်တော်ဆက်ပြီးရေးသားမှာဖြစ်တယ်အဲ့တော့ဒီ function ကကျွန်တော် အရင်တော့ရေးတဲ့ function ဖြစ်တဲ့အတွက်ကျွန်တော်ပိတ်ထားလိုက်မယ်။ဟုတ်ပြီ။နောက်ထပ်ကျွန်တော် function တစ်ခုထည့်ရင်ဒီ delete ဆိုပြီးတော့ရေးလိုက်မယ်။ my or delete ဆိုပြီးတော့ကျွန်တော် function ရေးလိုက်။ or delete လုပ်ဖို့အတွက်ပထမဆုံးကျွန်တော်ဘာလိုအပ်လဲဆိုရင်ကျွန်တော်ဒီ keyword ရဲ့မှာရှိတဲ့ row တွေအကုန်လုံးကိုကျွန်တော်လိုချင်တယ်။အဲ့ဒါဆိုရင်ကျွန်တော်ဘာ method သုံးရမလဲဆိုရင်ကျွန်တော် method တစ်ခုရှိပါတယ်။ဟုတ်ပြီ။ကျွန်တော် ခူယူဝတ်ချက်နာမည်ပြုလို့ my david full stop တော့ဘာရှိလဲဆို get cheddar ဆိုပြီးသိပါအဲ့ရအောင်ကျွန်တော်ဒီဒီ get cheddar ဆိုပြီးတော့ရေးလိုက်အဲ့ get cheddar ဘာလို့ return ပြန်ပေးလဲဆိုရင်ကျွန်တော်ခူယူဝတ်ချက်မှာရှိတဲ့ no row တွေကို return ပြန်ပေးတယ်အဲ့ဒီတော့ကျွန်တော် return ပြန်ထားဖြစ်တဲ့အတွက်3ရက် assign ပေးလို့ရတယ်အဲ့ဒီတော့ကျွန်တော် ins ဆိုပြီးတော့ရေးလိုက်ဟုတ်ပြီဘာတွေ return ပြန်ပေးရလဲကျွန်တော်ကြည့်ကြည့်လိုက် dir နေပြန် in app ဆိုပြီးကျွန်တော်ရေးလာမှာဟုတ်ပြီပြီးတော့အဲ့ function ကိုကျွန်တော်ဘာနဲ့ join ရမှာလဲ order list ဆို function နဲ့ join မှာဖြစ်တဲ့ com and ဒီကမှာ my or delete ဆိုပြီးကျွန်တော်ရေးလာဟုတ်ပြီကျွန်တော် program လေးကို run လိုက်မယ်ဒီမှာဆိုရင်ကျွန်တော် order list နှိပ်လိုက်တာနဲ့ကျွန်တော်ဒီမှာဆိုရင်တော့စပယ်နဲ့ဒီ preview widget မှာရှိတဲ့ row တွေအကုန်လုံးကိုကျွန်တော်ဖတ်ပြတယ် တော့အောက်ပို့ပေးပါ run to ဟုတ်ပြီเนาะနောက်ထပ်တစ်ခုလောက်ထပ်ထည့်ခြင်းလည်းအောက်မှာ insert မှာကျွန်တော်ဒါထည့်လိုက်မလဲဆိုရင်เนาะနောက်ထပ်တစ်ခုပြေးလိုက်မယ်ဒီနားမှာ3ဆိုပြီးတော့ရေးလိုက်မယ်ပြီးသွားရင်ကို4ဆိုပြီးတော့ရေးလိုက်မယ်လုံးကိုလောက်ထားခြင်းလို့ဥညဆိုပြီးရေးလိုက်မယ် UMY ဒီညမန္တလေးနေရာမှာတော့ဗာရေးလိုက်မလဲဆိုရင်ပြီးဦးမယ်ဆိုပြီးတော့ P U N W I N ပြီးဦးမယ်ဆိုပြီးတော့ ျွန်တော်ညှိလိုက်ဟုတ်ပြီကျွန်တော် global လေးကိုကျွန်တော် run ညှိလိုက်ဒီမှာဆိုရင် alternate နှိပ်လိုက်တာနဲ့တော့၃ခုထွက်ပါမှာဒီမှာဆိုရင် i 001 i 002 i 003ဟုတ်ပြီကျွန်တော်ဒီမှာဒီတန်ဖိုးလေးတွေတည်ပြီးဆိုတော့ဘာလုပ်လို့ရ delete နဲ့တုံးပြီးတော့ကျွန်တော်အပေါ်ကလုံပဲကျွန်တော်ဖြတ်ပြလို့ရဒီမှာဆိုရင်ကျွန်တော် delete လောက်တာ row id ကိုလောက်တာဒီကောင်းလေးက row id ကိုကတန်းပြန်မိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအကုန်လုံးဖြတ်လို့ရသွားဟုတ်ပြီအဲ့တော့ကျွန်တော်မလုပ်ရမှာအကုန်လုံးဖြတ် တာပယ်ဖြစ်တဲ့တော့ကျွန်တော်ဒီတာလေးပဲဖြစ်တဲ့တော့ဖုန်းနဲ့ဖြေလို့ရတယ် INS ပြီးသွားရင်ကျွန်တော်တို့က my three my table post .dend delete id တွေက i ကိုဖြတ်မယ်ဆိုပြီးတော့ပြောလိုက်တယ်အကုန်လုံးပြတ်သွားမှာပဲဖြစ်ပဲဟုတ်ပြီเนาะ program လေးကို run လိုက်မယ် orderly နှိပ်လိုက်ပြီးဆိုတော့လည်းကျွန်တော်ဒီမှာဒီ row တွေအကုန်လုံးကျွန်တော်ပြတ်သွားမှာပဲဖြစ်ပါဟုတ်ပြီနောက်တစ်ခုကကျတော့ကျွန်တော်မလုပ်ရမလဲဆိုတော့ကျွန်တော် app ဆိုတော့ မူအပ်ဆိုတဲ့ဟာလေးနိုင်လိုက်တာနဲ့ဆက်လက်ပေးထားဆက်လက်ပေးထားတဲ့ကောင်ဆက်လက်လုပ်မယ်ပြီးတော့မူအပ်နိုင်လိုက်တာနဲ့ကျွန်တော်အပေါ်တက်သွားမှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော် function တစ်ခုရေးမယ် df my move ဆိုလို့ကျွန်တော်ရေးလိုက်ဟုတ်ဟုတ်ပြီပထမဦးဆုံးကျွန်တော်ရွှေ့ကျင်တာဘယ်သူ့ကိုရွှေ့ကျင်တာဆက်လက်လုပ်ထားတဲ့ဟာရွှေ့ကျင်တာဖြစ်တော့ပထမဦးဆုံးကျွန်တော်ဆက်လက်လုပ်ထားတဲ့ဒီတန်ဖိုးကိုတော့ရယူအဲ့ဒီတော့ကျွန်တော် scn slash ဘိုးဆိုပြီးကျွန်တော်ရေးလိုက်ပြီးတော့ mind table ဖူးစော်တော့အပေါ်ကလိုပဲเนาะ selection ဆိုပြီးကျွန်တော်အရင်ရေးလိုက် selection ဘာလို့ return ပြန်ပြီလဲဆိုတော့ကျွန်တော်ဒါနဲ့ select လုပ်ထားတဲ့ row id ကိုပဲ return ပြန်တယ်ဟုတ်ပြီကျွန်တော်သိတာထင်ရှားအောင် select row ကိုကျွန်တော် print ထုတ်ကြည့်လိုက်ဟုတ်ပြီတော့ဒီ function နဲ့ကျွန်တော်အရင် join ရအောင်ပါ my row my move as ဟိုဘယ်လိုလဲ join မယ်အောက်က button နဲ့ join မှာ c o m m a n d command my mov move up ဆိုပြီးကျွန်တော်ရေးလိုက်မယ်ဟုတ်ပြီ program လေးကိုကျွန်တော် run လိုက်ဒီမှာဆိုရင်ကျွန်တော် select လောက်လိုက်ကျွန်တော် move up နိုင်လိုက်ကျွန်တော်ဒီမှာတွေ့လိုက် select လောက်ထားတဲ့တခုတည်းသောအောက်ဆုံးဟို i00 3 over ပဲတမ်းပြန်ပြီးဒါပေမဲ့ tab အနေနဲ့ပြန်ဟုတ်ပြီကျွန်တော်ဒီမှာပြဿနာတစ်ခုရှိတာဘာလဲဆိုတော့တကယ်လို့ကျွန်တော် select မလုပ်ဘဲနဲ့ move up သွားနိုင်လိုက်ပြီဆိုရင်တော့ဒီမှာ အလွတ်လေးဖြစ်လာဆိုလိုတာ slab မလောက်ထားဘူးဆိုရင်ကျွန်တော်ဘာမှအရှင်မူးမူးလို့မရဘူးအဲ့တော့ကျွန်တော် slab လောက်ထားမှလုံမယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်လုပ်ဖို့အတွက်အရင်တော့ကျွန်တော်တပယ်ဟိုမလိုချင်ဘူးကျွန်တော်တို့ကဘာလိုချင်တာကျွန်တော်တို့ကတခုတည်းတပယ်တွေကနေဆွဲထုတ်ပါမှဖြစ်တဲ့အတွက် slab row ဆိုပြီးပြန်ပြီးလိုက်မယ် slab row 0ဆိုပြီးပြောလိုက်ဒီမှာအနေရှိတော့ အလွတ်ကြီးကို salary 0ဆိုပဲကျွန်တော်ပေးလို့မရအဲ့ကြောင့်မလို့ကျွန်တော်တို့ကဒီမှာကလေးကဘာချုပ်ရမလဲအစ်ချုပ်အောင်အစ် salary ကကျွန်တော်အလွတ်ကြီးဖြစ်နေတယ်ဒီကောင်ဆိုရင်ရှိမှအလုပ်လုပ်မှာရှိမှအလုပ်လုပ်မှာမရှိဘူးဒီကောင်က4ဖြစ်ရင်အလုပ်လုပ်ထင်ရှေ့ရနေပြီးတော့ not ထည့်ပေးလိုက် not salary ဆိုတာကျွန်တော်မရှိလို့မရှိဘူးဆိုရင်ကျွန်တော်အလုပ်မလုပ်ဘူးဆိုရင်တော့ return ပြန်ပေးလို့ရတယ် return ပြန်ပေးလိုက်ပြီဆိုရင် အလုံးမလုံးတော့အောက်ကနေပြီးတော့ကျွန်တော်ဆက်မလုံးတော့ဥမာတင်တော့ဒီဘတ်တန်ပြန်ထားတဲ့အောက်ကနေပြီးတော့ကျွန်တော်ကအရင်ကကို hello ဆိုပြီးတော့လေးလိုက်မှထားလို့ဟုတ်ပြီကျွန်တော် program လေးလွှမ်းလိုက်ကျွန်တော် select လုံးမထားဘူး select လုံးမထားတဲ့အတွက်ဒီ above slider ကတပ်ပဲအလွတ်တပ်ပဲအလွတ်ဆိုတာကျွန်တော် in နဲ့တွဲသုံးရင် for for non နဲ့ပေါင်းလိုက်တော့ true ဖြစ်သွား true ဖြစ်သွားတော့ return လုံးလုံး return ရဲ့သဘောတဘာဝအောက်က return ပြန်ပြီးတော့အောက်ကကုတ်ဘယ်လုံးမှမလုံးတော့ ကျွန်တော်ဒီမှာကျွန်တော် move up နိုင်လာတယ်ဒီမှာ hello အလုပ်လုပ်လာမလုပ်ဘူးကျွန်တော်ဒီမှာ select ပေးလိုက်မယ် move up လုပ်လိုက်မယ် hello အလုပ်လုပ်သွားပြီအဲ့လိုမျိုးကျွန်တော်ရှိပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါဆိုကျွန်တော်တို့က select လုပ်လာမလုပ်လာဘူးကျွန်တော်တို့က is not ASCII role နဲ့တော့ချုပ်ပြီးသွားပြီနောက်ထပ်ဘာလုပ်ရမလဲဆိုတော့ဒီ ID ရ ID ရပြီဆိုကျွန်တော်ဘာယူရမလဲဆိုရင်ဒီ select လောက်ထားတယ်ကျွန်တော် ဒီမှာကြည့်ကြည့်လိုက် ID ကဘယ်အစလဲဆိုရင်ဥမာဒီကောင်ဆိုရင်0 1 2တကယ်လို့ကျွန်တော်ခုနကဆက်လက်လုပ်လိုက်တာဥမာကျွန်တော်ဒီမှာဆက်လက်လုပ်လိုက်မယ်မူကနှုတ်လိုက်မယ်ဒီကောင်ဆိုရင်သူ့ရဲ့ roll number ကတော့ ID 0 0 2 ID ကကျွန်တော်ဘယ်လိုလဲဆိုရင်1ထွက်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဆက်လက်လုပ်တာအပေါ်က0အောက်က1 2အဲ့တော့1ထွက်အောင်လုပ်ဖို့တော့ကျွန်တော် int ကိုတော့အဲ့တော့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုရင် select in ဒီလိုဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးသွားပြီဆိုရင်ကျွန်တော် my table food. index ပြီးသွားရင်ဘာလို့ရေးရမှာလဲဆို row id ကိုကျွန်တော်ရေးရမှာ scn select row ကိုဆိုပြီးတော့ရေးလိုက်ပြီဆိုတော့သူ့ရဲ့ id ကျွန်တော်တို့ကထွက်ပေးရမယ် print ကျွန်တော်ဒီမှာဆိုရင် scn select id အဲ index ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ် equal ကျွန်တော်ဒီမှာဆိုရင် scn IND ဆိုပြီးတော့ကျွန်တော်ရေးလိုက်ဟုတ်ပြီနော် program လေးကိုတော့သွားကြည့်လိုက်မယ်နော်ဒီမှာ select မလောက်ထားဘူးဘာမှမထွက်ဘူး select လောက်လာပြီဒီမှာဆိုကျွန်တော် ID ဘယ်လောက်ထားမလဲ2ထွက်နော် move up လောက်လာပြီဒီမှာ select ID က2ဖြစ်ပါဒီမှာဆိုရင်ကျွန်တော်ဘယ်လောက်ထားမလဲ0လောက်ထွက်ဟုတ်ပြီကျွန်တော်အပေါ်တိုးနေတာဖြစ်တဲ့အတူကတေချာတစ်ခုကတော့0ထက်ကြီးမယ်ဆိုမှကျွန်တော်တို့ကအပေါ်ကိုတိုးလို့ရတယ်အဲ့ဒီတော့ကျွန်တော်တို့က if asian slash id indaka sorry ပါ indaka ကျွန်တော်က0ထက်ကြီးမှာဖြစ်တဲ့အတွက်အဲ0ထက်ကြီးရဲ့ဆိုမူလို့မူလို့ဖို့အတွက်မတ်တပ်တစ်ခုရှိပါအဲ့မတ်တပ်ကဘာလဲဆိုတော့ mind table food .mov မူဆိုတဲ့မတ်တပ်ဘာလို့ကိုဘယ် row id နဲ့ကျွန်တော်မူမှာလဲဆိုရင် slash row ဆိုတဲ့ကျွန်တော်ရွေးချယ်ထားတဲ့ slash row ဟိုမူမယ်ပြီးတော့ကျွန်တော်ဒီထဲမှာ ုတိယမြောက်အာကုမန်မှာကျွန်တော်ဒီကောင်လေးထည့်ကိုထည့်ရမှာမှာမထည့်လို့မရဒီကောင်ထည့်ကိုထည့်ရမယ်ပြီးတော့ရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီထည့်ခြင်းနဲ့နေရပေါ့ဟိုဘာလျှောက်ပေါ့အင်းတက်ကိုကျွန်တော်တို့ကလက်ရှိအင်းတက်ကိုကျွန်တော်ဘာလုပ်အောင်တစ်လျှောက်ပြီးတော့တစ်လျှောက်ရင်တော့အပေါ်တက်တော့အစည်းရန် fan d -1 ဆိုပြီးတော့ဥပမာကျွန်တော်တို့လက်ရှိက2ဆိုရင်တစ်လျှောက်လိုက်တော့တော့ဘလို့ဖြစ်ဖြစ်သွားမှာလဲတစ်ဖြစ်သွားမှာတစ်ဖြစ်ရင်အပေါ်တက်ရောက်သွားမှာပဲဖြစ်ဟုတ်ပြီကျွန်တော်တို့ဒါဆိုရင် ကျွန်တော်ဒီမှာလက်ရှိကကျွန်တော်ဒီကောင်ဆက်လက်လုပ်လာမယ်လက်ရှိဆိုရင်ဒီကောင်ဘလောက်လက်ရှိကအင်တာနက်အင်တာနက်ကိုအင်တာနက်ကိုကျွန်တော်အင်တာနက်မိုင်းနဲ့1ဆိုတော့1ဖြစ်သွားမှာအဲ့ဒါဆိုဒီ3ကအပေါ်တက်သွားမှာပဲဖြစ်မှာဟုတ်ပြီနော် move l နိုင်လိုက်ပြီကျွန်တော်ဒီမှာဆိုရင်တက်သွားဟုတ်ပြီနောက်တစ်ချက်နိုင်လိုက်ပြီနော်တက်သွားနောက်တစ်ချက်နိုင်လိုက်ပြီနော်မလုပ်တော့ဘာဖြစ်လို့လဲဆိုရင်3ညထက်မကြီးလို့ဖြစ်ပါ တော့ပုတ်စာလေးရတော့ကျွန်တော်တို့ရိုးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ကုတ်အကုန်လုံးဖြစ်ပါတယ်နော်ဒီမှာနော်ဒါဒါကတော့ကုတ်အကုန်လုံးမှာဒါတော့ကျွန်တော်တို့ဖန်ရှင်သုံးခုပါဒါကတော့ကျွန်တော်တို့ UI အပိုင်းမှာအကျွန်တော်ဆွေးနွေးချင်တာကတော့ဒီနေ့ကတော့လောက်ပါပဲပြည့်စုံတယ်ပါခင်ဗျာ